အားလုံးပဲမင်္ဂလာပါမေနဲ့ဒီတာ page ကမေပါရှင့်မေဒီနေ့ပြောမယ့်အကြောင်းအရာတော့ကွာမေတို့နိုင်ငံမှာဆိုလို့ရှိရင်ဂျူနီယာကနေပြီးတော့စီနီယာကို respect ပေးရမယ်ဆိုတဲ့ကိစ္စမျိုးကြီးရှိပေမဲ့လို့ရှိတယ်ပေါ့နော်ရှိပေမဲ့လို့ကိုယ့်ရဲ့ဂျူနီယာကကိုယ့်ထက်အသက်ကြီးနေရဆိုလို့ရှိရင်ဒါအသက်ကြီးရဲ့လူဖြစ်တဲ့အတွက်ကို ရင်ကျေးတမှုနဲ့ကိုယ့်ဘက်ကလည်းပြန်ဆက်ဆံပေးရတယ်ပေါ့နော်။ကလေးတစားနဲ့ပြန်ဆက်ဆံပေးရမယ်ဆိုရင်ရင်ကျေးမှုမျိုးမြန်မာနိုင်ငံမှာရှိရတဲ့အတွက်ပေါ့နော်။ကိုကစီနီယာဖြစ်နေပြီလေ။ဂျူနီယာကိုကဘာမှပြန်မပြောရဲဘူး။ကိုထအသက်ကြီးတဲ့အတွက်ကိုအသက်ကြီးပါတယ်ဆိုရင် respect ကိုကိုယ့်ဘက်ကလည်းထားပေးရတယ်ပေါ့နော်။ ဒါပေမဲ့အခုမေးရဲ့ဗီဒီယိုနားထောင်နေတဲ့သူတွေထဲမှာဂျပန်နိုင်ငံသွားတော့မယ့်သူဆိုလို့ရှိရင်တော့အဲ့ဒီစိတ်ကိုအခုလေးရပြန်သွားတတ်ပါပဲ။ဂျပန်နိုင်ငံမှာကြတော့ကွာလုပ်ငန်းခွင်ထဲမှာအသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေပေါ့နော်။ဂျူနီယာကစီနီယာကို respect ပေးဖို့ပေးရတယ်။တကယ်လို့ကိုထက်နောက်မှဝင်လာတဲ့ဂျူနီယာကကိုထက်အသက်ကြီးတဲ့သူဖြစ်နေတယ်ဆိုရင်တော့မှပဲအဲ့ဒီဂျူနီယာကလည်းကိုယ့်ကို ကိုကစင်နီယာဖြစ်တဲ့အတွက်ကိုအဲ့ဒီဂျူနီယာကလည်းကိုကိုတလေးတစနဲ့ဆက်ဆံရတယ်ပေါ့နော်။ဒါအဲ့ဒီအချက်ကပေါ့နော်ဂျပန်နိုင်ငံရဲ့လုပ်ငန်းခွင်တွေထဲမှာရှိရဲသူတို့ရဲ့သတ်မှတ်ချက်ပေါ့နော်။လူတိုင်းကအဲ့ဒီလိုဆက်ဆံတာလားဆိုတော့မေလူတိုင်းကိုတော့မဆိုလို့ဘူးပေါ့နော်။မေတို့မြန်မာနိုင်ငံမှာလည်းကောင်းတဲ့လူရှိတယ်လို့ဆိုရဲလူရှိတယ်ပေါ့နော်။သူတို့ဂျပန်နိုင်ငံမှာလည်းကောင်းတဲ့ဂျပန်လေးရှိတယ်လို့ဆိုရဲဂျပန်လေးလည်းရှိတယ်။အဲ့တော့ကျွန်တော်မေလူတိုင်းကိုမရှိသေးပါဘူးနော်။အဲ့တော့ကိုကဂျပန်နိုင်ငံရဲ့လုပ်ငန်းခွင်ထဲမှာပေါ့နော်။ကိုထက်စီနီယာကကိုထက် အရင်အလုပ်ဝင်လဲကိုယ့်ရဲ့ senior ကပေါ့နော်အသက်ငယ်ပြီးတော့ကျတော့ကိုကနောက်မှဝင်တဲ့ junior ကွာဒါပေမဲ့ကိုကအဲ့ဒီ senior ထက်ကိုအသက်ကြီးတယ်အဲ့အချိန်မှာကိုကလုပ်ငန်းဝင်ထဲမှာတခုခုမှားလို့မဟုတ်လို့ကိုကတခုခုပြောခံရတယ်အဆုခံရတယ်ပေါ့နော်ဒီကိုထက်ငယ်တဲ့ senior စီကနေပြီးအဆုခံရတယ်ဆိုတဲ့အချိန်မျိုးမှာမြန်မာနိုင်ငံရဲ့အတွေ့အကြုံကတော့ဘယ်လိုမျိုးမြန်မာနိုင်ငံကလူတွေတော်တော်များများပေါ့နော်တချို့တွေရဲ့အတွေ့အကြုံကတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဟဲ့ငါ့ကိုငါ့တစ်ခက်ကြီးအောင်ငါ့ကိုအဲ့လိုပြောစရာလားဆိုတဲ့အတွေ့အမျိုးရှိရဲပေါ့နော်ဒါပေမဲ့လို့ သူတို့နိုင်ငံမှာကျတော့အဲ့ဒီလိုမျိုးအတွင်းမျိုးမရှိဘူးစီနီယာစီနီယာဂျူနီယာဂျူနီယာဂျူနီယာမှားနေစီနီယာမှာပြောပိုင်ခွင့်ရှိတယ်သူတို့နိုင်ငံရဲ့အနေထားသူတို့နိုင်ငံရဲ့သတ်မှတ်ချက်ကပေါ့နော်လုပ်ငန်းခွင့်သတ်မှတ်ချက်ပေါ့နော်အပြင်မှာတွေ့နေရဲ့ဟိုဂျပန်နေအသက်ကြီးရဲ့သူတွေကိုတော့ကိုကအဲ့လိုအဲ့လိုပုံစံမျိုးတွေတွားပြီးဆက်ဆံလို့တော့မရှာဘူးဒါပေမဲ့လို့လုပ်ငန်းခွင့်ထဲမှာတော့ကို့အနေနဲ့စီနီယာဂျူနီယာဆိုတော့သူတို့ရဲ့သတ်မှတ်ချက်တွေရှိရဲပေါ့နော်စီနီယာဆိုစီနီယာလို့ဆက်ဆံရမယ်ဆိုရဲသတ်မှတ်ချက်တွေရှိရဲအဲ့တော့ကျတော့ကို့အနေနဲ့ ငါ့ကိုအသက်ကြီးလို့ငါ့အသက်ကြီးရအောင်ငါ့ကိုငါ့ထက်အမြင်အဲ့လိုပြောစရာလားဆိုတဲ့ခံစားချက်မျိုးတွေတချို့မြန်မာတော်တော်များများရဲ့မှာရှိကြတယ်ပေါ့နော်အဲ့လိုအတွင်းမျိုးကဂျပန်နိုင်ငံရောက်သွားပြီဆိုရင်တွေးလို့မရပါဘူးနော်အဲ့တော့ကျတော့မေဒီနေ့ပြောချင်တဲ့အဓိကအကြောင်းရင်းရပါပေါ့နော်ကိုကအကြီးမို့လို့ကိုကသူတို့နောက်မှာဝင်လဲငါကအကြီးမို့လို့ငါ့ကိုလေးလေးဆက်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 ရမယ်ဆိုရင်မြန်မာနိုင်ငံမှာရှိရတချို့နေရအကျင့်နေပေါ့နော်အဲ့လိုအကျင့်မျိုးတွေရှိရသူဆိုလို့ရှင်ဂျပန်နိုင်ငံမသွားခင်နေအဲ့ဒီအကျင့်ကိုဖျောက်သွားတဲ့နေပေါ့နော် ဂျပန်နိုင်ငံမှာကျတော့ကြီးတယ်နေတယ်ဆိုတာမရှိဘဲနဲ့သူတို့နိုင်ငံရဲ့ပုံစံသူတို့နိုင်ငံရဲ့တတ်မှတ်ချက်ကကျတော့ senior junior ဆိုရဲတတ်မှတ်ချက်နဲ့တွားတာပေါ့နော်အဲ့တော့ကျတော့ကိုက junior ဖြစ်နေပေမဲ့ကိုကအသက်ကြီးနေလို့မဟုတ်လို့ကိုကိုရင်းရင်းကြီးကြီးဆက်ဆံရမယ်ဆိုတဲ့ပုံစံမျိုးသူတို့နိုင်ငံမှာမရှိပါဘူးနော်လုပ်ငန်းခွင်ထဲမှာမရှိပါဘူးအပြင်မှာတော့ရှိရပေါ့နော်အသက်ကြီးရလို့ရင်းရင်းကြီးကြီးဆက်ဆံရတယ်ဆိုတာမျိုးအပြင်မှာတော့ရှိပေမဲ့လို့လုပ်ငန်းခွင်ထဲမှာများသောအားဖြင့်မရှိပါဘူးအဲ့တော့ကျတော့အဲ့ဒီစိတ်ကိုကိုကဂျပန်မတော်ခင်တည်းကဖြောက်သွားတဲ့လေပေါ့နော် ဟုတ်ကဲ့မေကိုတခြားသိတင်တာရှိလို့ရှင်လည်းအောက်ကောက်ကောင်မှမမေးတော့လို့ရပါတယ်ရှင်မေတန်းတိုင်းဆုံးပြည့်ပြည့်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်